မင်္ဂလာညချမ်းလို့နှုတ်ဆက်ချင်တော့ပါဘာလို့ဆိုတော့ဒီနေ့ထိုင်းရောက်မြန်မာလူသားတွေအတွက်အရေးပေါ်အချက်နှစ်ခုကိုပြောမှဖြစ်တယ်အဲဒီအချက်တွေရာလဲထိုင်းရောက်မြန်မာလူသားတွေအတွက်တိတ်တင်းကောင်းနေဟုတ်မလို့အဲကြောင့်ဒီနေ့ကမင်္ဂလာညချမ်းမှုပြောဖို့ကခက်သွားပြီပေါ့နော်ဟုတ်ကဲ့အဲတော့ဒီနေ့အရေးပေါ်အချက်နှစ်ခုကိုပြောမယ်ခဏလူခဏဆောင်မယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းရောက်မြန်မာတွေအတွက်ကိုရဲမင်းမအရေးပေါ်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာနင်းနေတော့လည်းဝင်လာပြီဆိုတော့ဒီနေ့ကအဓိကပြောမယ့်အကြောင်းအရာကတော့ထိုင်းရောက်မြန်မာလူသားတွေအတွက်ဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေပေါ်မှာအရေးပေါ်အချက်တွေကိုပြောမှာဖြစ်တယ် ဒါပါလေဆိုတော့နံပါတ်1ဒီနေ့လူသစ်ပန်းရောင်ဘတ်လူသစ်ဘတ်ပေါ့နော်အလွယ်တူပြောလို့လူသစ်ဘတ်ပေါ့ပန်းရောင်ပန်းရောင်ကပ်ပေါ့စသဖြင့်လူသစ်ဘတ်နေတိုင်းဝင်ထောက်ထားမဲတဲ့လူတွေကိုထိုင်းဆိုဘတ်ကနေပြီးတော့ထိုင်းထိုင်းဆိုဘတ်ကနေပြီးတော့ဒီတရားမွန်မွန်ရောက်လာတဲ့အဲဒီရွှေကြောင်းလူသားတွေပေါ့အဓိကတော့မြန်မာလာဝကမ္ဘောဒီးယားဗီယက်နမ်ဒီသုံးနိုင်ငံပေါ့နော်အဲသူတို့ခေါ်ရတာဖမမြန်မာဆိုဖမအဲကမ္ဘောဒီးယားဆိုကမ္ဘူချာခမင်းစသဖြင့်ခေါ်တယ်အဲလာဝဆိုလာဝ ပြန်လာစတော့ပြန်လာပေါ့သူတို့ခေါ်ခေါ်ရစင်ဒီလေးမျိုးရွှေပြောင်းလောက်တာအဆင်မှာထားတဲ့လေးမျိုးပေါ့နော်တန်တောက်တွေပေါ့တန်တောက်တွေခေါ်ဟိုနိုင်ငံခြားလားအဆင်မြင်ပါလေဥပပါတွေမိကတွေကြာသူတို့ကတန်ချလို့ခေါ်တယ်ခဲ့တော့ကျွန်တော်တန်တောက်တွေကိုလောက်ပေးမယ်ပေါ့အဲ့ဒီပိုင်းအောင်ဘက်ကဒီနေ့ရုပ်တရက်ကျွန်တော်တို့ပိတ်သွားတယ်ပေါ့နော်ရုပ်တရက်ပိတ်လိုက်တယ်ပိတ်လိုက်တယ်ဆိုတာလေဒီသူတို့ကျွန်တော်တို့နောက်ပိုင်းက EU ကပါပင်တွေစသည်ဖြင့် website တွေနဲ့စသည်ဖြင့်အဲဒီဒီလုပ်သမားတွေရဲ့နေထိုင်မဲ့ထောက်ထားတွေလောက်ပေးတဲ့နေရာမှာအဆင်မြင့်တင်လာတယ်အဲ့ဒီပိုင်းတွေမှာဟို site ချွေးမှုတွေဖြစ်တယ်လို့လည်းသိရတာပေါ့နော်အဲဒါမဲ့အဲ့ဒါကတော့ ိုတိချာမသိနိုင်ဘူးလောလောဆယ်ကတော့ဒီနေ့ပန်းအောင်ဘတ်လူသစ်ဘတ်ရိုက်ချင်းလုပ်ငန်းစဉ်ကိုရက်ရွှေပြောင်းလိုက်တယ်ပေါ့နော်နေဆက်ပြဿနာတွေကြောင့်နေဆက်မတည်ငြိမ်မှုတွေကြောင့်ရက်ရွှေပြောင်းလိုက်တယ်ဆိုတဲ့အားမျိုးကျွန်ညာချက်ထုတ်ပြန်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ထိုင်းရောက်မြန်မာလူသားဒီပန်းအောင်ဘတ်လူသစ်ကိုမြုံနေတဲ့လူတွေတွေ့ကြတော့အင်မတန်ကိုတင်းစိုးပဲထွတ်တူပဲအဲ့ဆက်ဆက်နေတယ်ပေါ့နော်အဲ့ဒီဒီပန်းအောင်ဘတ်လို့ခုတော့ခေါ်လာတဲ့လူတွေငွေတွေပေးထားတဲ့လူတွေဂျုံငွေတွေပေးထားတဲ့လူတွေအားလုံးတွေ့ကြတော့တင်းစိုးတယ်အဲ့တော့ပြောချင်တာပြောစရာစကားတွေအများကြီးတော့ကျွန်တော်အရေးအရေးပေါ်အရေးပေါ်နှစ်ချက်ပဲပြောမယ် ဒီနေ့ကျွန်တော်တို့ဒီပန်းရောင်ဖက်လုပ်ငန်းစဉ်ကိုပိတ်တဲ့သဘောကတော့ပြောမယ်ဆိုတော့ဒီ website ယာယီပိတ်တာပေါ့နော်ရဲ website website ယာယီပိတ်ထားတာပိတ်ထားတာဖြစ်နိုင်တဲ့အတွက်အဲနေလေးဖြစ်တဲ့အတွက်အဲနေလေးကြာပြီးသားနှစ်နှစ်တပ်တန်းတို့လူဟောင်းသမားတွေလည်းဒီကြောင့်ကြောင့်ခောက်တွေလုံးလို့မရသေးပါဘူးတဲ့ကြောင်ဆိုတတိတတိအလုတ်ပြောင်းရွှေ့ခွင့်အလုတ်ထွက်ခွင့်အလုတ်ပြောင်းခွင့်အလုတ်အတင်မှာဝင်ခွင့်ပေါ့ဒါကိုလူတွေကြောင်အောင်၆ခေါက်လိုပဲခေါ်တယ်အဲကြောင်အောင်၆ခေါက်တွေလည်းလုတ်လို့မရသေးဘူးလုတ်လို့မရသေးဘူးခုကုလောလောဆရာလူဟောင်းတွေဒါလူဟောင်းတွေအတွက်ပေါ့နော်အဲ့တော့ဘာတွေပြောနေလဲဆိုတော့ထိုင်းအောင်လုတ်သမားတွေဒီပန်းရောင်ဖက်နဲ့ပတ်သက်ပြီးတော့ ခေဆက်ဆက်ကျွန်တော်တွေ့ကြုံတဲ့တွေ့ကြုံတစ်ခုပဲပြောပြမယ်ကျွန်တော်တွေ့ကြုံတဲ့တွေ့ကြုံတစ်ခုပြောပြမယ်ခေဆက်ဆက်ထိုင်းနိုင်ငံမှာပိုင်းအောင်ပဲလုပ်မယ်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 နဲ့မလုပ်ဖြစ်တာပဲရှိတယ်လုပ်ပြီးခဲ့တဲ့ပုံမှန်တိုင်းကြုံညာပြီးဒါမှမဟုတ်ယခုဒီနေ့ကြုံညာလိုက်တဲ့အဖြစ်ပြမျိုးကတော့ရှားတယ်ပိုင်းအောင်ပဲလုပ်ဖို့တော့ထိုင်းဆိုရတရားဝင်အတိမတ်ပြူစာတရားဝင်စာထုတ်ပြီးတော့မနေ့ဆန်းငါးရက်နေ့ဆိုစတင်ပြီးတော့ကျွန်တော်တို့နာမည်စင်းနေတင်သွင်းပြီးပြုတဲ့အခြေအနေမျိုးမှာဒီနေ့ရုပ်ပြပြပိတ်လိုက်တာမျိုးကတော့ထိုင်းထိုင်းနိုင်ငံမှာပိုင်းအောင်ပဲလုပ်ပြီးတဲ့လုပ်ငန်းစဉ်မှာဒါမျိုးရှိခဲ့ဘူးဒါအထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲဒီနေ့ထားကိုကျွန်တော်တို့ထိုင်းအောင်လုပ်မားတွေဟိုနားလည်ရမယ်ပေါ့နော် ဲ့တော့ပြောချင်တာကျွန်တော်တို့ထိုင်းရောက်အလုပ်သမားတွေအခုလိုမျိုးဖြစ်စဉ်မျိုးဖြစ်တဲ့အခြေအနေမှာဖြစ်တဲ့အခြေအနေမှာကျွန်တော်တို့ဘာတွေအခက်အခဲတွေကြုံရလဲဘာတွေကြုံတွေ့နိုင်လဲဆိုတဲ့အရာတွေကိုကျွန်တော်ဒီနေ့ပြောသွားမှာဖြစ်တယ်အခုကျွန်တော်ဒီ live လွှင့်နေတဲ့အခြေအနေမှာတော့ဒီမှာတက်လာတဲ့မှန်တွေကျွန်တော်တိတ်မတွေ့ရအောင်ဖြစ်နေတယ်ဟုတ်ကဲ့အဲကျွန်တော်ပြောတာအဆင်ပြေလားအဲဥစ္စာအတန်တွေရောအဆင်ပြေရဲ့လားအဲ့ဒါအဲ့ဒါလေးနည်းနည်းပြောပြပါအောင်ဒီမှာဒါမှမှန်တွေကိုမတွေ့ရအောင်ဖြစ်နေတယ်အဲလာပြပြပါအောင်ဥစ္စာကြည့်နေတဲ့လူတွေတစ်ချက် ဘာမှမတွေ့ရအောင်ဖြစ်နေတယ်အဲ့တော့ဟုတ်ကဲ့အဲ့တော့အဓိကအခုလိုမျိုးဒီဟိုပန်းရောင်ဘက်လူသစ်တွေကိုဒီလိုမျိုးခိတ္တယာယီရက်ရွှေပြောင်းလိုက်တယ်လို့တော့သဘောတရားမှာတွေ့ရတယ်ဒါပေမဲ့အခုလိုပန်းရောင်ဘက်လူသစ်လို့ခေါ်တာကကျွန်တော်တို့ထိုင်းဆိုးကမှာကပိနတ်တင်ရတယ်အဲ့ကျွန်တော်တို့နာမည်စင်းနေတေချာဝင်အောင်စနစ်တေချာနဲ့ဒါကျွန်တော်တို့ဒီလိုမျိုးအားတွေကိုလုတ်ခွင့်ရဖို့တော့ကပိနတ်တင်ရတယ်အဲ့လွတ်တော်တွေအစင်းစင်းတင်ပြပြီးတော့မှအားလုံးသဘောတူညီမှုတွေနဲ့လုတ်ကြတာပေါ့နော်လုတ်တဲ့လုပ်ငန်းစဉ်မှာအခုကျွန်တော်တို့အစင်းစင်းထိုင်းဆိုးဘက်ကအတိမတ်ပြုတင်ထားတာဖြစ်တယ်အခုချိန်မှာတော့အစင်းပြေမနေဘူးပေါ့နော်အဲ့အခုလိုမျိုး ဖြစ်နေတဲ့အချိန်ဒီမှာနောက်ထပ်ဘယ်နှလားဖြစ်သွားမလဲဆိုတာကျွန်တော်တို့ထိုင်အောင်လုပ်မားတွေနေနေမသိရဘူးမသိရဘူးအဲ့တော့အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ဒီလိုဖြစ်စဉ်မျိုးကထိုင်းဆိုကလက်ထပ်မှာမရှိခဲ့ဘူးဒါဟိုအံ့ဩစရာကောင်းနေပါတော့ဟုတ်ပြီအဲအံ့ဩစရာကောင်းနေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်စဉ်မျိုးဖြစ်သွားတဲ့အချိန်ဒီပေါ်မှာကျွန်တော်တို့မြန်မာလူမားတွေသိထားမရတဲ့အချက်တွေရှိတယ်အဒီကနေ့ဆိုရင်ပန်းရောက်ဘတ်လူတစ်တွေပန်းရောက်ဘတ်လူတစ်လောက်ဖို့ကစောင့်နေတဲ့အလုပ်မားတွေ132ခုကိုဒီနေ့ညနေ3နာရီလောက်မှာထိုင်းနိုင်ငံစမူစာကုန်းခဲမှာအချိုင်ပေါ့နော်မြန်မာလူသားတွေတိတ်နေချီချီတဲ့အများဆုံး ထိုင်းနိုင်ငံမှာဆိုမြန်မာလူသားအများဆုံးရှိတဲ့ခရိုင်မျိုးပြောရမယ်အဲ့ဒီနေရာမှာကျွန်တော်ဝင်ဖမ်းလိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးဒီဝင်ဖမ်းလိုက်တယ်ဝင်ဖမ်းလိုက်တဲ့အချိန်တွေမှာထိုင်းရောက် မြန်မာလူသားတွေဟိုတော်တော်များများ132ဦးပေါ့နော်တော်တော်များမိပါအဲ့လိုသမားတွေကတူမြန်မာငွေ7380လောက်ပေးပြီးတော့မှပွဲစားနဲ့တက်လာတဲ့လူသားတွေပိုင်းအောင်ဘက်ပါလှုပ်ဖို့ပါပြီးသားပေါ့နော်ဒီကပိုင်းအောင်ဘက်လှုပ်လှုပ်ဖို့ပဲလာစောင့်တာပေါ့နော်လာစောင့်တာအဲ့ပွဲစားနဲ့တက်လာတဲ့လူသားတွေအဲ့တော့ဒီလူသားတွေအခုလိုမျိုးဟိုအခက်ခဲဖြစ်သွားတယ်ဖမ်းခံရတယ်ဆိုဘဝတွေကလူကောင်းတရား32ဦးရဲ့ဘဝတွေမိသားစုတွေအကုန်ပျက်စီးသွားတယ်သူတို့တွေလည်းအကျွေးတွေတိုးတွေနဲ့တက်လာချတာပေါ့နော်အဲ့ဒီလူသားတွေကဒုက္ခရောက်သွားပြီ ဲ့တော့ဒီဖြစ်စင်ပါဆိုလဲဒီကနေ့ဒီဖြစ်စင်ပါဆိုလဲပိုင်းအောင်ဘက်လူတစ်လောက်ကိုစောင့်နေတဲ့132တူကိုထားတဲ့မာချန်ရတိုက်တန်းရတစ်ခုမှာဝင်ဖမ်းသွားတာအဲ့ဒါဘာလို့လဲဆိုတော့အဲ့ဒီကမြန်မာအာနာ sorry ထိုင်းအာနာပိုင်းပေါ့နော်ထိုင်းရာရှိအစိုးရရာရှိတရားဒီလူမဘက်ကကျွန်တော်တို့ခရိုင်လူမဘက်ကပေါ့နော်ခရိုင်လူမကွက်ကဲကွက်ကဲဟိုဟိုလူမလူမဦးစီးလူမဦးစီးချုပ်ရုံးပါပေါ့တယောက်နဲ့ကျွန်တော်ဆက်သွယ်ရတယ်ဘာဖြစ်လို့လဲဆိုတော့တို့ပွဲစားချင်းချင်းတိုင်လို့တဲ့ကျွန်တော်ကပြောတယ်ဒီလိုမျိုး132တူကအခက်အခဲတွေနဲ့တက်လာတာတို့လည်းသိတယ်သူကလည်းသိတယ် ဒီခက်ခဲတွေနဲ့တက်လာတာအချွေးတွေနဲ့တက်လာဒီလူတွေကိုဒီထိုင်းရဲတွေထိုင်းလာဝကတွေကတော့မဖမ်းမြင်ဘူးတဲ့တောမောင်းတွေတောမောင်းတွေဒီထိုင်းရဲတွေကတော့မဖမ်းမြင်ဘူးနော်လာဝကတွေကတော့ဘာလို့ဒီလူတွေရဲ့ခက်ခဲတွေကိုနားလာတယ်ဟိုစားနားလေတယ်ပေါ့နော်မယောင်နိုင်အောင်ကြောက်လို့ပြေးလာတာအဲ့ပြီးတော့ကျွန်တော်တို့အချွေးတွေတိုးတွေနဲ့ပြေးလာတယ်တက်လာတယ်လူတွေဆိုတာသူတို့သိတယ်ဒါပေမဲ့ဒီပွဲသားချင်းချင်းရပဲအိုက်ပီယာ32ကိုပို့ထားတဲ့အုပ်စုတွေကပွဲသားချင်းချင်းရပဲတယောက်တယောက်မနာလူဖြစ်တယောက်နဲ့တယောက်ပုတ်တိုက်မှုတွေဖြစ်ပြဿနာတွေတက်ပြီးတော့အချင်းချင်းတိုင်လို့နေရာတိကျတဲ့ကွာတိုင်လို့လာဖမ်းတာတဲ့ဆိုလိုတာကြားရခံရတာမြန်မာလူသားတွေကျွန်တော်ပြောတယ် မြန်မာလူသားတွေဒီလောက်ထိခက်ခဲနေနေဖြစ်လာမင်းအောင်ကြောက်လို့ပြေးလာတယ်လူတွေဖိလိုဘက်ကနေပြီးတော့ဒါမျိုးတွေမဖမ်းမဲနဲ့မသိအောင်စောက်လို့မရဘူးလားဗျာလို့မဖမ်းညင်ဘူးဆိုသူတို့လည်းထောင်နေချုပ်လိုက်ပြေးနေပြီမြန်မာပြည်သားတွေနဲ့ပဲအဲ့ဆိုလည်းမဖမ်းမဲနေပါလားဗျာလို့ဒီလူသားတွေမင်းအောင်ကြောက်လို့ပြေးလာတာတိုးတွေအကျွေးတွေနဲ့မိသားစုဘဝတွေအကုန်လုံးပျက်စီးပြီးတိုးထုတ်ကရောက်ဘဝပြတ်ပြီးပြီးရင်မြန်မာပြည်ပြန်ဖို့ခံရမင်းအောင်လည်းလက်ထက်ရောက်စစ်မှုတန်းမထမ်းကျင်တဲ့မင်းအောင်လည်းလက်ထက်မှာစစ်သားတစ်တွေဖြစ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ဒုက္ခတွေရောက်သွားမယ်လူတွေဘာဖြစ်လို့မသိအောင်စောက်လို့မရလဲဟာလို့မရဘူးလေသူတို့မင်းတို့မြန်မာပွဲသားတွေရှင်ရှင်ပြဿနာတက်ပြီးတော့သူတို့ပဲတိကျနေနေရတိကျနေလာတိုင်းလို့တို့ကဖမ်းရတာအဲ့လိုမဖမ်းသွားမဖမ်းရင်လည်းတို့ပြုတ်ပါလေအဲ့လိုပြောတယ် ဘလို့ရုံမာတယ်တွေ့တာပွဲသားတွေအဲ့တော့ခုလက်ရှိထိုင်းနိုင်ငံမှာပွဲသားခေါ်လာပြီးတော့ပန်းရောင်ဘက်လုပ်ဖို့အတွက်စောင့်နေတဲ့လူတစ်တွေကအများကြီးရှိတယ်ပန်းရောင်ဘက်လုပ်ဖို့အတွက်လူတစ်တွေအများကြီးရှိတယ်စောင့်နေတာပွဲသားထားတဲ့နေရာမှာနေနေရတယ်အများကြီးကနေရာတိုင်းမှာရှိတယ်တိကြတယ်နောက်ရက်ဆိုရင်အဲ့လိုတရင်တွေစတိုက်တက်လာလိမ့်မယ်အဲ့တော့ပန်းရောင်ဘက်လုပ်ဖို့အတွက်ပွဲသားခေါ်လာပြီးတော့လူတစ်နဲ့စောင့်လူတစ်ပွားနဲ့ဘာမှအခုဆိုပန်းရောင်ဘက်ကလည်းခိတာယာကြီးနောက်ဆုတ်လိုက်တယ်နောက်ကလာလာနှစ်လာလာဘလို့လာနောက်တော့ကပိနတ်တွေထပ်ပြင်အောင်မလားတို့လာမယ့်လာပိုင်းတွေမှာလွတ်တော်လာတယ်တို့လွတ်တော်လာလဲဖြတ်သိမ်းတော့မှာဘာပြဿနာတွေလာအောင်လဲမသိဘူးလို့မောင်းဝင်ဝင်ကြီးမှာဝင်ကြီးရတဲ့အစ်စ်ရခင်ဝင်ကြီး တဲ့ယောက်ျားလေးဝင်ကြီးတယောက်ကဖုန်ခွင်ရခုံဖုန်ခွင်ရတက်ပြွားပြီးတော့နောက်ထပ်ပညာရေးနဲ့ပြောင်းလာတယ်နောက်ထပ်လုံမဝင်ကြီးအမျိုးသမီးတက်တက်တယ်အဲ့တော့ဘာမှမလာတဲ့ထပ်ပြောင်းအောင်လည်းမသိဘူးအဲ့တော့ကျွန်တော်တို့အခုချိန်မှာထိုင်းနိုင်ငံကိုမြန်မာပြည်ကနေပွဲသားလမ်းနဲ့တက်လာပြီးတော့ပန်းအောင်ဘတ်လုပ်ဖို့တော့ပွဲသားထားတဲ့နေရာမှာနေနေတဲ့အစုလိုက်ပြုံလိုက်နေနေတဲ့မြန်မာတွေအမြန်ဆုံးကိုယ့်အစီအစဉ်လေးကိုပြောင်းဖို့လုပ်တော့အဲ့ဒီပွဲသားတွေကထိန်းချုပ်ကောင်းမှမနေနဲ့တော့မိမိနေစားဆွေမျိုးတွေငယ်ချင်းပေါင်းနေတဲ့တက်နိုင်အောင်ရှာပြီးတော့ထွက်ခွာတော့သူတို့ထားတဲ့နေရာမှာမနေနဲ့တော့ဘာလို့ဆိုတော့ဒီပွဲသားတွေကြောင့်ကျွန်တော်သိတယ် မှန်ကန်ကောင်းမှုနဲ့ကျိုးဆောင်ပွဲသားတွေကတော့ကိုကျင်းစာသိတဲ့ဒီလုပ်တွေကိုလုပ်တယ်အချို့ရုံမာတဲ့ပွဲသားတွေကတော့သူတို့ကိုယ်တိုင်ခေါ်လာပြီးတော့သူတို့ကိုယ်တိုင်ပလိတ်ကိုလမ်းပြပြီးတော့ဖမ်းခိုင်းလိုက်တဲ့ကောင်ရှိတယ်ဘာဖြစ်လို့လဲတလားသူတို့အလုံးမသွင်းရတော့သူတို့ပိုင်းအောင်ဘက်လုံးမပေးရတော့သူတို့ကောက်ထားတဲ့ပတ်စံတွေပိုင်းအောင်ဘက်လုံးခါတွေမပေးရတော့သူတို့အေးဆေးသွားတယ်ဘောပေါလာကျွန်တော်ပြောတော့နားလေလားကို့ကိုခေါ်လာတဲ့ပွဲသားကပဲပြန်တိုင်လာလဲရှိတယ်သူတို့ချင်းချင်းမတက်လို့ပြန်တိုင်လာလဲရှိတယ်ဒါမဲ့ဆုံဆောင်တော့တာကိုပေးထားတဲ့ငွေလည်းရှုံးပိုင်းအောင်ဘက်လည်းမလုပ်ရအလုပ်လည်းမရဘန်းကတိထောင်ထဲမှာ48ရက်တန်လာ3လတကပို့ဖို့ဆိုရင်3လ5လတချို့တော့မြန်မာပြည်ပြန်ပို့ဖို့စောင့်နေတဲ့လူတွေနှစ်နဲ့ချီစောင့်နေတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့တော့မြန်မာလူသားတွေဘွာ စူကြဘူးကားလို့ဖြစ်သွားတယ်မိရေးနှစ်ခါမကောက်သုံးခါတော့နားတယ်အဲ့တော့လက်ရှိလူတစ်တွေကိုကျွန်တော်စီပေးချင်တာပန်းရောင်ဘက်လို့ပို့စောင့်နေတဲ့လူတစ်တွေပွဲစားထိန်းချုပ်မှုအောင်မှနေရတယ်ဆိုသူတို့စီကနေအများဆုံးထွက်ဖို့လုပ်တော့ဒီနေ့လိုမျိုး132တူဦးလိုမျိုးမားချိုင်မှာဖမ်းလိုက်တယ်ဒီနေ့ညနေ3နာရီမှာဖမ်းလိုက်တယ်မနက်ကပန်းရောင်ဘက်မလုတော့ဘူးမလုဖြစ်တော့ဘူးရက်ရွှေတယ်လို့ကြုံညာချက်ထုတ်တယ်နေဆက်မှာနေဆက်ပြဿနာတွေချောင်းဆိုပြီးတော့အချောင်းပြတယ်သူရေးထားတဲ့စာတွေမှာပေါ့ဗျာဒါမဲ့ညနေ3နာရီမှာဖမ်းတယ်သူတို့ကတိုင်လို့တယ်โอเคထားထားလိုက်တော့အဲ့တော့အဲ့ဖြစ်စဉ်တွေကဟိုတိုက်ဆိုင်မှုလားဘာလားဆိုတော့မပြောနဲ့တော့ကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့ပွဲစားထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက်အများဆုံးလုပ်ကြတာ 啊，你把这些记住没？比如讲，我第一板羊板，本来一条七身麻绳，把我土脚来抓丢下来了，听到没？这些你看嘛，这里面板羊板，龙眼珍珠鸟皮嘛，七对一嘛，没有话，汤数啊嘛都是瞎的。哎呦，到底七身没有嘛？你又看你的板来呢？干咩？其实冬天拿多少？就讲汤羊，六对板羊板六铺多，不会打油，没酒，不会打的路。这做生意，你妈逼啊！你路老没有的，大部分难免包皮，不会打嘛，生意点来了，不生你酒皮他了。这做生意的时候，你会记，我比比说的，说的在当在当用。你这种看到弄食堂，我比比使用，老用的是呗。这个呢，皮嘛。 မှန်ကန်တဲ့ကျိုးဆောင်ကုမ္ပဏီတွေအေဂျင်စီတွေကောက်နေတာ900ကျော်900 500အဲ့လောက်ပဲတတိရှိပေါ့နော်တတိမရှိရတော့စိတ်တမျိုးအဲ့တော့အဲ့လိုမျိုးနဲ့ကောက်ထားပြီးပြီးပွဲသားတွေလက်ထက်ကိုဒီပတ်စံတွေတော်တော်များများဆင်းရတချို့အခြေတချို့တဝက်လောက်ရောက်သွားပြီးအဲ့ဒီလောက်ကမားတွေရဲ့တိမ့်နဲ့ချီတော့လူတစ်တင်ထားတဲ့ပန်းရောင်ဘက်လို့ချင်းလို့တင်ထားတဲ့လူတစ်တွေတိမ့်နဲ့ချီတော့ထိုင်ရောက်မြမာတွေရဲ့ငွေတွေမရောက်သေးခင်ချိုးပေးထားတဲ့လူတွေရဲ့ငွေတွေကပတ်တန်းနဲ့ရှိရှိတယ်အဲ့ငွေတွေကပွဲသားတွေလက်ထက်ကိုရောက်သွားပြီးတချို့ဆိုဝဲသားတွေလက်ထက်ကိုရောက်သွားပြီးအဲ့ငွေတွေပြန်ရောက်တော့မစင်စားနဲ့မလွယ်ဘူးအမှန်ကန်ကောင်းမှုနဲ့အကျိုးဆောင်နေတာပန်းရောင်ဘက်တကယ်မလုပ်ဖြစ်တော့ဘူးဆိုရင်ပြန်အားလိမ့်မယ် ပြန်အားလေးမယ်မှန်ကန်ကောင်းမွန်နေကြိုးတောင်းနေအေဂျင်စီပြန်အားလေးမယ်ကျွန်တော်တို့ညညာပေးတဲ့အေဂျင်စီတွေကိုကုမ္ပဏီတွေဆိုတရားဝင်ကုမ္ပဏီတွေပြန်အားပေးလိမ့်မယ်တစ်ချက်မှပြန်အားလေးမယ်မလုပ်တော့မှမလုပ်ဖြစ်တော့ဘူးဆိုရင်ဒါနဲ့တခြားသောပွဲသားတွေနဲ့လုပ်ထားတဲ့အရာတွေကထိုင်းနိုင်ငံမှာပွဲသားငွေပြန်အမ်းနေဆိုတဲ့သတင်းကောင်းတွေအဲ့လိုသတင်းရတော့ကြောက်ပြားကြီးပဲရေတဲ့ပေါ်ရေတဲ့ကြောက်ရတယ်ကြောက်ခဲကြောက်ကြောက်ပြားကြီးကြောက်ပြင်းကြီးပဲရေပေါ်ပြန်ပေါ်လာမယ်ရှားတယ်နော်အဲ့တော့ထိုင်းအောင်မြန်မာလုပ်ထားတဲ့ဓာတ်တွေကိုလည်းသတိချက်ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပန်းရောင်ဖတ်လုပ်မဲ့လုပ်ငန်းစဉ်ခိတ္တရာကြီးရွှေဆိုင်လိုက်တာကျွန်တော်တို့ဝက်ဆိုက်မှာပြဿနာတက်လို့လားအဲသူတို့ရဲ့ချွေးရင်မှုတွေတခုခုကြောင့်လားဖြစ်ပါသေးလို့ကျွန်တော်တို့ဆူတောင်းနေ နောက်တစ်ချက်ကကျွန်တော်စိတ်ပူတာနေဆက်ပြဿနာတွေကြောင်းပြောတယ်ဒီအပိုင်းမှာဒီရပိုင်းမှာပြီးခဲ့တဲ့ရပိုင်းနေမှာနေဆက်မှာလူတွေဖန်ခံတာတားပဲတရားဝင်ဝင်နဲ့မြန်မာလူငယ်လူရွယ်တွေဖန်ခံတာဆက်တိုက်ပဲဆုလိုက်ထုံလိုက်ပဲညာနဲ့ချီပြီးဖန်ခံနေရတယ်အဲ့တော့အဲ့လိုပြဿနာတွေနေလဲဆိုင်လားအဲ့ဒီပြဿနာတွေနောက်ဆက်တွေကပါလဲဆိုတော့အချမ်းဖတ်စီအုပ်စုမရောလားလက်ရှိမြန်မာပြည်ရဲ့ကျွန်တော်တို့ဒီမိုစီအစိုးရပြည်သူ့အတွက်တင်ပြထားတဲ့အစိုးရကိုအချမ်းဖတ်လက်နက်ပြလက်နက်အားကိုးနဲ့အနိုင်ကျင့်အချမ်းဖတ်အာဏာလုယူထားတဲ့အချမ်းဖတ်စစ်တပ်မရောလားအုပ်စုတီကျွန်တော်တို့လူငယ်လူရွယ်တွေဖိုင်းအောင်သွားနေရတော့မှမကြိုက်ဘူး လိုပုံစံမျိုးစုံနဲ့ဒါစီကန်ခွင့်တယ်လေအဲ့ချိန်မှာမြန်မာလူငယ်လူရွယ်တွေကလည်းရတဲ့နီးလန်နဲ့အနည်းဆုံးခိုင်းနိုင်အောင်ရတဲ့ပေါက်တွေကလည်းဝင်နေကြနေစေအဲ့တော့သူကအဲ့ဒါကိုဒါစီကျင်နေတယ်အဲ့တော့အဲ့ဒီအဲ့ဒီကောင်ရဲ့ဘေးဟောကားတွေလည်းပါလာပါလာမလားဆိုတာကျွန်တော်ကစဉ်းစားရတယ်ပေါ့နော်ဒီကောင်ကတခုခုပြောလိုက်တာဒီကောင်ကတခုခုဖိအားပေးလိုက်တာပုံစံမျိုးစုံနဲ့ထိုင်းနိုင်ငံနဲ့မြန်မာဆိုတာလည်းလုပ်ငန်းတွေဆက်ဆက်မှုတွေအကျိုးတူကူပေါင်းဆောင်ရွက်မှုတွေကျွန်တော်တို့ဂတ်စပိုင်လိုင်းလိုကိစ္စမျိုးတွေနဲ့ဆက်ကုံသွေးအခမ်းအနားမျိုးတွေအများကြီးရှိတာပေါ့ဗျတိလားအဲ့တော့ကျွန်တော်တို့ဒါတွေကကျွန်တော်တို့စဉ်းစားရမယ့်ချက်တွေနော် အဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေမပေါ်ဆပါနဲ့ဒါအချမ်းဖတ်စစ်အုပ်စုရဲ့မင်းအောင်နိုင်ရဲ့ပြောကမကင်းဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ဒီပိုင်းအောင်ဘက်ကိုရုပ်ရက်ဒီလိုမျိုးချက်သိမ်းလိုက်တာဒါပေမဲ့ကျွန်တော်တို့ဒီထိုင်းဆိုထိုင်းနိုင်ငံရဲ့ထိုင်းဆိုရတရားဝင်နာတန်ဆပ်ကုမ္ပဏီတွေစီကနေကြားရတာကတော့ဒါ website အခက်အခဲတွေစိုက်ပါညာချွေးမှုတွေကြောင့်ပြန်လည်ပြုပြင်ဖို့ကိစ္စတွေပါကြောင့်နောက်နေတာအနေဆက်ပြဿနာတချို့ကြောင့်ဆိုတာမျိုးပဲသိရတယ်အဲ့တော့ဘလောက်ရကြာမလဲဘလောက်ရရွှေ့ရမလဲဆိုကျွန်တော်မသိရအောင်အဲ့ဒါကိုကျွန်တော်တို့ထိုင်းအောင်မြန်မာလိုမှဂျင်းညာသိဖို့ကျွန်တော်လာပြောချင်းဖြစ်တယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ ခုထိုင်းနိုင်ငံထဲမှာရှိနေတဲ့ဒီလူဟောင်းတွေတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေကြလေဟိုလှုပ်တော့လှုပ်နေတယ်ပေါ့နော်ဒါပေမဲ့ခုနပြောသလိုတချို့ဟာတွေကဘာမှမသိပဲနဲ့လုပ်ငန်းတွေဘာမှမသိပဲနဲ့ဖြစ်နေတဲ့အခြေအနေမျိုးတွေလည်းရှိတယ်အဲ့ဒါတွေကိုလည်းကျွန်တော်သိစိတ်ချက်လိုက်နောက်ရကျွန်တော်ထပ်ပြောဦးမယ်အဓိကဒီကနေ့ကျွန်တော်တို့ပန်းရောင်ဖတ်တွေကျွန်တော်တို့ပိတ်ခံထိတယ်ပြီးတော့အဲကျွန်တော်တို့ဒီပန်းရောင်ဖတ်လောက်ကိုစောင့်နေတဲ့လူတွေစုလိုက်ပြုံလိုက်ဖန်ခံထိတယ်ဒါတွေကကျွန်တော်တို့ထိုင်းရောက်မြန်မာနိုင်ငံသားတွေတို့တကယ်ကိုအင်မတန်ကိုကျွန်တော်တို့အင်မတန်ကိုကျွန်တော်တို့ညှနာတဲ့အချက်တွေပဲညှနာတဲ့အချက်တွေပဲအဲ့တော့ကျွန်တော်တို့ ပြောချင်တာတော့ထိုင်းအောင်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းအောင်မြန်မာလူသစ်တွေအနေနဲ့ဒီချိန်နေရာကျွန်တော်တို့အတွက်အရန်ခက်ခဲတဲ့ချိန်တွေတခုလောက်လာတာဖြစ်တယ်။ဒါကိုကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ဘယ်လိုကြောက်ဖြတ်ရမလဲ။ဘယ်လိုကြောက်ရမလဲပန်နယ်မင်မင်သွားရမလဲဆိုတာမျိုးရှိရှိတယ်။ပြီးတော့မြန်မာလူသားတွေအခုအထူးသဖြင့်အခုဆိုရင်ကျွန်တော်တို့ချမ်းဘတ်စစ်အုပ်စုရဲ့ကျွန်တော်တို့အမာခံလော်ဘီတွေဖြစ်တဲ့ဒါငပောက်ပေါ့နော်။သင်္ကန်းအေးချုံနော်။အဲကျွန်တော်သူ့ကိုပောက်ကိုတော့မခေါ်ချင်ဘူး။ကိုတော်ကိုထည့်လို့မရဘူးဒီကောင်ငပောက်လို့ပဲကောဒီကောင်လူလူတော်မှလူယုံမှာစစ်တပ်ရဲ့လက်ဝေကစစ်သားတစ်ပိုင်းဖြစ်နေတယ်ကော။ နော်ဒီကောင်စီကပေါ့ဒီထိုင်းရောက်အလုပ်သမားတွေကိုမှုေဖို့နှောက်ဖို့အတွက်သူ့လူတွေကိုလှုပ်ပြီးတော့မြန်မာလူသားတွေအများစုနေတဲ့ရက်ွက်တွေနေရာတွေမှာပြဿနာရှာခိုင်းတဲ့အခြေအနေမျိုးလုပ်တယ်ဟုတ်ပါလားပြဿနာရှာခိုင်းတာနော်မြန်မာလူသားတာမန်လူသမားတို့ဟန်ဆောင်ပြီးတော့မှပြဿနာရှာမှာထိုင်းလူမျိုးတွေနဲ့မြန်မာတွေအေးစစ်နေတဲ့မြန်မာတွေကိုရန်တိုက်ပေးတဲ့အကွက်မျိုးတွေလှုပ်လိမ့်မယ်ဒီကောင်စီငွေချေတက်နိုင်တယ်လှုပ်ပါဟုတ်တယ်ဒီကောင်နောက်မှာဒါအချမ်းမစိအုပ်စုကငွေချေထုတ်ပေးပြီးသားပဲဒီဒီငပေါက်နောက်မှာ ဝင်ကြီးဌာနကထုတ်ပေးသည့်ပေါင်းချဖြင့်သာရွှေရောင်းဝယ်ရတော်မူရွှေဆိုင်တွေအနေနဲ့စစ်ကောင်စီလက်အောက်ခံတရံဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနရဲ့အမှတ်နှစ်တက်ထုတွင်လုပ်ငန်းကထုတ်ပေးတဲ့ပေါင်းချတွေနဲ့သာရွှေရောင်းဝယ်ရတော်မယ်လို့ရွှေလုပ်ငန်းရှင်တွေစီကသိရပါဗျာ။ ရွှေရောင်းဝယ်ရေးလုပ်ငန်းတွေအနေနဲ့တက်တတူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရမှာဖြစ်ပြီးလိုင်စင်ကျတဲ့အခါမှာရွှေရောင်းဝယ်ပြေစာစာအုပ်ကိုပါဝန်ကြီးဌာနကရောင်းချပေးမှာဖြစ်ပါတယ်။ရွှေရောင်းဝယ်ပြေစာစာအုပ်နဲ့ပတ်သက်ပြီးလဲစီကံချက်တွေတက်မှတ်ထားပါတယ်။လိုင်စင်ရရှိထားသူတွေအနေနဲ့အဲ့ဒီစာအုပ်တော်၎င်းစာအုပ်ထဲကပြေစာလုပ်ကိုယ်တော်၎င်းလွှဲပြောင်းခြင်းမပြုရဘဲစာအုပ်အပါစာရွက်တိုင်းမှာစိုင်းနှင်းမြင့်စိုင်းမှတ်တို့ကိုတစိမ့်ရိုက်နှိပ်ထားရမယ်လို့သိရပါတယ်။ ဝင်ကြီးဌာနကထုတ်ပေးတဲ့ပြည်စာစာအုပ်ရဲ့စာမျက်နှာတွေမှာပြည်စာအမှတ်စဉ်တွေမူလကလေးကထည့်သွင်းထားတာတွေ့ရပါတယ်။စီကန်းချက်ထဲမှာလည်းဆိုင်တွေအနေနဲ့စာအုပ်ပါအမှတ်စဉ်အလိုက်တစ်ဆက်တည်းသုံးစွဲရမယ်လို့သတ်မှတ်ထားပါတယ်။ပြည်စာကိုရေးရမှာရောင်းဝယ်တဲ့နေ့စွဲဆိုင်မီဆိုင်မဲ့ရောင်းဝယ်သူအမည်မှတ်ပုံနံပါတ်လိပ်စာတို့အပြင်ရောင်းဝယ်သူအမည်နဲ့လက်မှတ်ကိုအပြည့်စုံထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်။ဒါအပြင်ရွှေထည်ရဲ့အရေးသွေးအလေးချိန် ဂရန်ဇေနုံတို့ကိုဖော်ပြရမှာဖြစ်ပြီးဝေယူသူကိုငူရင်းပြေစာနဲ့ပထမမိတ္တူဒုတိယမိတ္တူကိုအမတ်နဲ့တတူတွင်လုပ်ငန်းတတိယမိတ္တူကိုဆိုင်လက်ခံအဖြစ်ထားရမှာဖြစ်ပါတယ်။အယောင်းဝယ်လို့ရမှာလဲရည်ညွန်စေးတက်မှတ်ဇေနုံနဲ့ရောင်းချရမှာဖြစ်တယ်လို့စီကံချက်တွေချိုးဖောက်တာပြေစာစာရွက်ပျောက်ဆုံးတာမမှန်မကန်တင်ပြတာတွေလုပ်ရင်ဥပဒေနီးဥပဒေပါစီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့အရေးယူခံရမယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာတော့ရွှေရည်ညွန့်တက်မှတ်ဈေးကတစ်ချက်သားကို96သိန်း9000ကျပ်သာတက်မှတ်ထားပေမဲ့ပြင်ပဈေးကွက်ထဲမှာတော့တစ်ချက်သားကို78သိန်းဝန်းကျင်ထိပေါက်ဈေးရှိနေပြီးအယောင်းရထားကြတယ်လို့သတင်းတွေထွက်ပေါ်နေပါအရေးချုံသင်္ကန်းသင်္ကန်းချုံထားတဲ့အရေးချုံသင်္ကန်းသင်္ကန်းအရေးချုံထားတဲ့ကရုံးတုငပေါက်နောက်မှာအများကြီးငွေတွေထုတ်ပေးထားမှာပဲအဲ့မှာအကြမ်းဖက်ဆေးအုပ်စုလက်ရှိလက်အောက်ခံမြန်မာတန်ရုံအကြမ်းဖက်ဆေးအုပ်စုယူနီဖောင်းစစ်တပ်ကကောင်တွေတိုင်မတ်ကြီးရစားလုံမတန်ရှိတယ်ဇာကောင်စစ်တပ်ကကောင်တွေရှိတယ် ော်မြန်မာတိုင်းဟိုမှာကျွန်တော်တို့ကျွန်တော်ထောင်မကြပြင်တော့ဟိုတန်တမန်အားလုံး19ဦးရှိတယ်19ဦးထဲမှာဆိုရင်ကျွန်တော်တို့ဒေတာခန့်စက္ကပြားနေရှိတယ်2ယောက်တော့2ယောက်လောက်ရှိတယ်နော်နော်ဒေတာခန့်စက္ကစက္ကပြားနေဆိုတာဟိုဥအောင်စိုးတို့နော်ပြီးတော့စိုင်းတွေ့တို့ဒါကျွန်တော်တို့ခက်ကြရအခုခုလက်ရှိတော့မယ်နော်သူတို့ရှိတယ်ဒါတော့ဒေတာခန့်တန်ယုံဝင်တန်းနေအဲ့နောက်ထပ်ကျွန်တော်တို့တန်တမန်အနေနဲ့19ယောက်လောက်ရှိတယ်လို့ကျွန်တော်သိရတယ်အဲ့19ယောက်မှာ18ယောက်လောက်ကအကုန်လုံးစစ်တပ်ကောင်တွေလာတဲ့ပုံမှုတွေပုံကြီးတွေပုံမှုကြီးဟောင်းတွေပုံမှုချုပ်ဟောင်းတွေဒါမျိုးလူတွေကနေပြီးတော့တာမကြီးတွေတန်တန်ရာရှိတွေစစ်တပ်မှုတွေလုံမတန်ရှိတွေလောက်နေကြတာအချက်ဒါက2ယောက်လောက်ပဲပါမယ် အဲ့ရသားနှစ်ယောက်ကလည်းဘာမှအရေးမပါတဲ့နေရာတွေအရသမားတွေဟိုဘယ်လိုပြောလဲအရသားတွေနော်အဲ့တော့ပြောချင်တာထိုင်းနိုင်ငံရဲ့အခြေအနေကလည်းအဲ့လိုတွေဖြစ်နေတယ်အဲ့တော့မြန်မာလူသားတွေကိုအေးစစ်စစ်နေချင်တဲ့မြန်မာလူသားထူချာတော့မှာနော်မှွေဖို့နောက်ဖို့လူတွေကအများအားအဆင်သင့်လုပ်နေပြီအဲ့ဒါတွေကိုကျွန်တော်တို့အားလုံးစီစီလုံးနဲ့ဖြတ်တန်းရမယ်ရက်ွက်တွေထဲမှာဆိုရင်ပြည်ရှင်နားလေတဲ့လူခေါင်းဆောင်တွေအပြီးတော့ထောက်ထားပြေဆုံးတဲ့လူတွေထိုင်းမှာနေကြတဲ့လူတွေကဥဆောင်ပြီးတော့ဒီလိုပြဿနာတွေကိုဥပဒေနဲ့ဖြေရှင်းရမယ်အဲ့လိုပြဿနာရှာလာတဲ့ကောင်တွေဆိုတမပေးရမယ်နော်ဒီကောင်တွေတီးထုတ်ပေးရမယ်ပြင်းပေးရမယ်နော်တေးကြတယ်ဆိုရင်စစ်စစ်မင်းမြန်ဖုံးတွေပါတွေစစ်ပြီးတော့ခြင်ခဲ့ရမယ်ဒါမျိုးတွေကျွန်တော်တို့က ကျွန်တော်လုပ်ဖို့လုပ်တယ်ဒါပေမဲ့ကျွန်တော်ဥပဒေပေါင်းလေးရပဲသွားပါဥပဒေပေါင်းထိုင်းနိုင်ငံမှာဥပဒေပေါင်းကြုံလုံးပြီးတော့ဘာမှမလုပ်ကြနဲ့ထိုင်းနိုင်ငံဥပဒေမဲ့လောက်လိုက်ရင်ပြေဖို့ခတ်တယ်နော်နေဆက်ပြေးတဲ့ကောင်တော့ရအောင်လိုက်ပန်းလာဒါပေမဲ့တော်တော်ကန်ကောင်းလို့တော်တော်ပါနေတဲ့ကောင်တွေပဲလုပ်ကုန်တာအဲ့တော့ဥပဒေပေါင်းလေးရပဲကျွန်တော်လုပ်ကြမယ်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနေဥပဒေထိုင်းဥပဒေထိုင်းဘရင်နိုင်ငံတော်ရဲ့ဥပဒေကိုကျွန်တော်တို့လေးစားလိုက်ပါမယ်အဲ့တော့ကျွန်တော်ဓာတ်ရီအတွက်လည်းကျွန်တော်ထိုင်းရောက်ဒီမှာရိုက်တာတင်းဖွဲ့တွေခေါင်းဆောင်တွေရက်ွက်တိုင်းရဲ့ခေါင်းဆောင်တွေစိတ်ယုံတိုင်းရဲ့ခေါင်းဆောင်တွေအားလုံးစုစည်းညီညွတ်ထားဖို့လုပ်တယ်ထောက်ပို့ခေါင်းဆောင်တွေစသည်ဖြင့်ထောက်ပို့တင်းဖွဲ့တွေ ျွန်တော်တို့ရထဲရွာထဲမှာလူကြီးပိုင်းဖြစ်နေတဲ့လူတွေမြန်မာရက်ကွက်တွေမှာလူကြီးပိုင်းဖြစ်နေတဲ့လူတွေအားလုံးဆောင်ပြီးတော့ဒါတွေကိုချုပ်ချင်းပြင်ဆင်ထားရမယ်။အေးအေးစင်းနေတဲ့ရက်ကွက်ထဲကိုပြဿနာရှာဖို့ရည်ရွယ်ချက်ရှိတဲ့ပုံစံလောက်လာရင်အဲ့ကောင်ကိုဥပဒေရအောင်ပြပမှာပြင်းနေတာပြင်းဥပဒေရကိုင်နေတာကိုင်ဒါတွေကိုကျွန်တော်လုပ်ရမယ်။ဒါတွေကိုကျွန်တော်ဒီနေ့ညလာပြောချင်းဖြစ်တယ်။ကျွန်တော်ပန်းရောင်ဘက်အဲ့တော့ကျွန်တော်တို့မှန်ကန်ကောင်းမွန်တဲ့အကျိုးဆောင်အေဂျင်စီတွေကတော့လုံးဝမလုပ်တော့သေးကြတယ်ဆိုဒီပိုင်းဆောင်ကြည့်ပါ။ဘာကြောင့်ညာကြတွေထွက်လာအောင်လဲဆိုတော့နော်။မလုပ်တော့သေးကြရင်ပတ်စံတွေပြန်အမ်းပါလိမ့်မယ်။အခုနကျွန်တော်ပြောတဲ့ဝဲသားတွေကတော့အမ်းမှာမဟုတ်ဘူး။ပတ်စံတွေစုံပြီးလို့တော့မှတ်လိုက်တော့။အလုပ်မားနေနေတာပါလေ။ဒီပိုင်းရောင်ဘက်လူသိကိစ္စကြီးမှာ ဒီ Times ဝဘက်ကရုပ်ပြရက်ရွှေ့ဆန်းလိုက်တဲ့ကိစ္စကြီးမှာကျွန်တော်တို့လုပ်ကမာတွေနှစ်နာပေါ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထိုင်ရောက်မြန်မာတွေနေအားလုံးစစ်စစ်လုံးနေပါရက်ွက်ထဲမှာညက်ဘက်တွေစောင်းပေါက်ကျဲကြီးဖွင့်လာပြီးရက်မှုတောင်းကျန်းတာတွေချင်းချင်းညဖြစ်တာတွေမလုမလုကြပါနဲ့တောင်းတယောက်ဓာတ်နဲ့ထိုးတက်လိုက်တာတွေဘာတွေကတော်တော်ဆိုးရယ်ဗျနော်ဒါကြီးတွေကမလုတင့်ဘူးပေါ့နော်တောင်းတယောက်အဲ့လိုအကြက်ဖက်ပုံစံမျိုးရံပြူတဲ့ပုံစံမျိုးတွေမလုဖဲနဲ့အားလုံးအားလုံးတွေဒီ time မှာနေချက်လာပြီတဖြည်းဖြည်းနဲ့နောက်ဆိုဘလို့ဖိအားတွေလာအောင်လည်းမသိဘူးเนาะလူအောင်တွေအတွက်လည်းနောက်ပဆိုးဆောင်တဲ့ကိစ္စတွေလည်းပုံစံမျိုးစုံနဲ့တည်ချင်းချင်တော်တို့တည်ချင်းချက်လာတာเนาะ ဲ့နေထားဒီမှာကျွန်တော်တို့ဘယ်လိုကြော်ရွားမလဲဆိုတာကျွန်တော်တို့အချင်းချင်းစီစီလုံးလုံးညီညီညွတ်ညွတ်ရှိမှရမယ်အခြေခံလုပ်သမားတွေထိုင်းရောက်မြန်မာလူသားတွေအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တက်ဆိုင်ရာနေမြေခေါင်းဆောင်တွေ brighter တင်းဖွဲ့ခေါင်းဆောင်တွေထောက်ဖို့တင်းဖွဲ့ခေါင်းဆောင်တွေကျွန်တော်တို့ရက်ွက်ထဲမှာရှိနေတဲ့ခေါင်းဆောင်ပိုင်းတွေတာရေးနိုင်လုပ်နေတဲ့ခေါင်းဆောင်ပိုင်းတွေစသည်ဖြင့်လူကြီးပိုင်းတွေလည်းရှိကြပါတယ်အားလုံးကျွန်တော်တို့တန်းတန်းမြေမြေဆွဆွနေနေတောင်တောင်လေးလေးစားနေသွားကြပါလူငယ်တွေကလည်းအာဒီဘဲကြီးဘာညာသူကသူလူမကားလို့ဘာဖြစ်ဖြစ်ကွာဘာညာဒီလိုလူတစ်တွေအားလုံးဆောက်ချုံးမပြေတဲ့ပုံစံတွေလုပ်တယ်အဲ့လိုလည်းမလုပ်ကြနဲ့သူ့နေရာနဲ့သူပဲနော်ဖြတ်တန်းခဲ့တာအဲ့တော့လူလူကောင်းတွေကိုလည်းမလေးမစားမလုပ်နဲ့နောက်လာတဲ့လူငယ်လူရွယ်တွေကိုလည်းတွဲခေါ်နိုင်ကျင့်တာမျိုးမလုပ်နဲ့လူကောင်းတွေအားလုံး ကျွန်တော်တို့ခိုင်မာတောင်တင်းတဲ့စီးလုံးနဲ့ community လေးဖွင့်ဖွင့်ထားပြီးတော့အားလုံးချစ်ချစ်လေးလေးနဲ့သွားကြဖို့လို့ပြီးထိုင်းအောင်ကျွန်တော်တို့အတွက်တဖြည်းဖြည်းနဲ့အနေခတ်လာပြီအဲ့တော့အဲ့ဒါတွေကိုအားလုံးကြော်လွားဖို့အတွက်ထိုင်းအောင်မြန်မာလူသားတွေစီးလုံးဖို့လိုတယ်လောက်ရုံထဲမှာလည်းလောက်ခပုံမှန်မှန်တယ်လောကပုံမှန်မှန်တယ်လောကပုံမှန်ရှင်းတယ်ဟိုဆိုရင်အဲ့လူမခွင့်ရေးပုံမှန်ပေးတယ်ဥပမာတနည်းနည်းခိုင်းလို့နှစ်ရက်စာပေးတယ်အဲ့စသည်ဖြင့်ဒါ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 လေးတွေဟိုကမှဒီအစိုးရရုံပေးရဲ့ဒီတက်မထားတဲ့73ရက်ဆက်လေးစာကိုတက်မထားတဲ့အတိုင်းပေးတယ်။နားရဆိုလဲကျမကြီးဆိုလဲကျမကြီးခန်းစားခွင့်ရှိတယ်ပကန်းဆောင်ကုန်းဆိုပကန်းဆောင်ကုန်းခန်းစားခွင့်ရှိတယ်ကလေးမီးဖွားလဲကလေးမီးဖွားခန်းစားခွင့်ရှိတယ်ဆိုတဲ့အလုပ်ုံတွေမှာလုပ်နေတဲ့လူသမားတွေက အလုပ်ကိုစူးစမ်းလုပ်ကြပါအဲ့လိုမျိုးမင်္ဂလာကောင်းမှုနဲ့အလုပ်ယုံနေရတယ်ဖြည်းဖြည်းရှားလာတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုလုပ်တဲ့အဲ့လိုမျိုးလုပ်ယုံနေမှာရောက်နေတဲ့လူတွေကလုပ်ပင်မန်းတာတော့မငြိကြားနဲ့ဗျာနော်လုပ်ကတော့ပင်မန်းတာရှိတယ်တက်တာတာရှိတယ်ပိုလုပ်လိုက်ရတာရှိတယ်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့ချက်လက်တွေညီညွတ်နေအဲ့လိုကျွန်တော်တော့ကောင်းနေပြီအဲ့ဒါကိုကျွန်တော်စူးစမ်းပြီးတော့လုပ်ကြရမယ်ချိုးဝနာတွေဆဲတာတွေရှိတာပေါ့ဗျာနော်ဒါတွေကျွန်တော်နားလေကျွန်တော်ကိုယ်တိုင်းလည်းလုပ်တမညာဆိုင်အလုပ်တွေတော့လုပ်ခဲ့တာပစုံပေတွေ၅ဖဲတွေပစုံထန်း၅ဖဲတွေပစုံထန်း၅ဖဲတွေကျွန်တော်လုပ်ခဲ့တာနောက်ကိုယ်တိုင်းဘာဘက်လည်းမရှိဘိုင်းအောင်ဘက်ခလည်းမဟုတ်ဘာဘက်မှမရှိထော်တော်ဆန်ပဲအောင်မထွက်သေးတဲ့ချိန်ကျွန်တော်တို့ညဘက်စပိန်စုပ်လေးနဲ့ညဆိုင်လောက်တော့မနဲ့ပြန်လာ အဲ့လိုမျိုးကျွန်တော်လုတ်ခဲ့တာထလေတိုင်းမာချန်ထလေတိုင်းကြီးမှာအခုကျွန်တော်တို့ဖမ်းရောက်ဘက်တွေထုတ်ပေးနေစင်တာမာရှိရဲ့ထလေတိုင်းဈေးကြီးမှာကျွန်တော်ညဆိုင်တွေလုတ်ခဲ့ရတယ်အဲ့တော့လုတ်ချမ်းလုတ်နေတဲ့အလုပ်သမားတွေဘဝတွေကျွန်တော်ကိုချင်းစားရတယ်လုတ်ရုံနဲ့မှာလုတ်ပင်မနဲ့ကျွန်တော်ဆက်ရုံလုတ်ရုံတွေလုတ်ခဲ့ဘူးတယ်ထိုင်းလုံးစီရိုးကလည်းကျွန်တော်လုတ်ခဲ့ဘူးတယ်ဟောနော်အဲ့တော့ဟိုပါလုံးဟိုကိုကိုချင်းစားတယ်ကိုင်းမင်းဓာတ်ကိုကိုချင်းမစားပဲပြောနေရမှာကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့ကို့ဘဝကိုလောက်အားကပုံမှန်ပေးလောက်အားကပုံမှန်ပေးအဲလုတ်နေ့စဉ်ပုံမှန်ပေး အဲ့ပြီးတော့နားရဲ့ပိတ်ရက်တွေကိုဥပဒေတိုင်းခန်းစားခွင့်ပေးပြီးပွားခွင့်ပေးပကံဆောင်ကုန်လည်းလုပ်ပေးစသည်ဖြင့်အဲ့လိုမျိုးမှန်ကန်ကောင်းမွန်တယ်လို့ယုံနေဆိုရင်အာတင်းပြစူးစမ်းလုပ်ကြပါကျွန်တော်ဒီမှာလုပ်သားတွေရဲ့လုပ်အားနှုံကောင်းတယ်ညံကောင်းတယ်ဆိုတဲ့ဟာတွေကိုထိမ့်သိမ့်မှာဆက်ပြီးတော့ကျွန်တော်နာမည်ပြအောင်မလုပ်ကြနဲ့အားလုံးရက်ပတ်ထဲမှာလည်းထိုင်းမျိုးတွေလည်းလိုက်ရုံးတွေဖြစ်အောင်နေကြပါလို့ပြောရင်းနဲ့ဒီညကျွန်တော်လိုက်လေးကိုဒီတိမဲဆုံးတက်ပြရစီနောက်ကျွန်တော်ပြောရလဲချာပြီးဒီကထိုင်းရောက်မြန်မာလုပ်သားတွေလက်ရှိကြောင်းလဲလာတဲ့အခြေအနေတွေကစိုးရင်စရာအခြေအနေတွေကိုဖြစ်လာတယ်အဲ့တော့နောက်ရက်တွေဆိုရင်ဒီလူတက်တွေကိုဖမ်းဆီးတာမျိုးတွေနောက်ထပ်မကြားရပါသေးတဲ့လူကျွန်တော်ဆူတောင်းနေရမှာဖြစ်တယ်အဲ့တော့ထိုင်းရောက်မြန်မာလုပ်သားတွေအားလုံး fighter ပါလို့ပဲကျွန်တော်ဒီနေ့ပြောရင်းနဲ့လောက်ကိုင်းနေ အစီအစီချုံမှုရပါစေနေတိုင်းခွင့်ထောက်ထားတွေကိုမျှော်လင့်နေတဲ့လူတွေဒီပတ်ရောက်မကြခင်မှာပဲပြန်ရိုက်ပေးပါစေထိုင်းစိုးကပြန်ဖွင့်ပေးပါစေကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ဟုတ်ကဲ့